ရှင်ရှင်ရုံးသားဘယင်ကြီးတပားမှာသမီးတော်ကလေးတပားရှိတဲ့အဲ့ဒီသမီးတော်ကလေးဟာပင်လေလေးကပလဲလုံးကလေးလိုလှတဲ့အတွက်ကြောင့်ပလဲဒီဝီလိုသမီးတွင်တဲ့ဘယင်ကြီးရဲ့မြို့ပြင်ပတ်မှာတင်ချိုင်းကုန်းရှိတဲ့တင်ချိုင်းကုန်းမှာဘလူးတကောင်ရှိတဲ့အဲ့ဒီတင်ချိုင်းပြည်လူဟာမိုးချုပ်ခါနီးနေဝင်ရိုးရီချင်းဆိုရင်မြို့လေးကိုဝင်လာပြီး အစာရှာသားနဲ့တနေ့ကြတော့ပလဲဒီဝီဟာအိန်တော်ရဲ့ပြင်ပတ်မှာအမတ်တမဲကစားနေရကိုဘီလူးကြီးမြင်ပါလေရောဒီတော့ပလဲဒီဝီကအင်မတန်ချောအင်မတန်နှာတော့တင်ချိုင်းထဲကဘီလူးကြီးကခိုးပြေးဖို့ကြံတာပေါ့ ဒါပေမဲ့ပလဲဒီဝီမှာဒုဖခင်ကြီးခမဲပေးထားတဲ့ဘယောကလက်ဖွဲ့ကလေးလေပင်မှာဆွဲထားလီတော့ဘီလူးဟာအနာကိုမကတ်နိုင်ဘူးလေဒါနဲ့လေဘလူးကစိတ်မလျှော့ဘူးမိုးချုပ်ခါနီးနေဝင်ယိုရီဆိုရင်ဘီလူးဟာလူမင်းသားយ៉ាងဆောင်ပြီးအိမ်တော်နားမှာရေဝဲရေဝဲနဲ့ဖဲ့တဲ့တခါတလေညင်းစီလို့တခါတလေခြေကျင်လာတဲ့ပလဲဒီဝီကတော့ လူမင်းသားပဲမှတ်တာပေါ့လေဒီနေ့ကျတော့ပလဲတေဝီကတနာစိတ်ပေါက်လာလို့မင်းသားအောင်ဆောင်လာတဲ့ဘလူးကိုအိမ်တော်ရဲ့လယန်းသားနေပြီးစကားပြောတဲ့ဘလူးလည်းအနာကပ်လာရောပလဲတေဝီလည်းချမ်းဆိုချက်တီးတွေထပြီးတကူလုံးတုံလာတဲ့အဲ့ဒီတော့မှမင်းသားအဆင်မဟုတ်ပဲမကောင်းဆိုးဝါးမှန်းတီးလို့မင်းသမီးကအပြိုတော်တယောက်ကိုခေါ်ပြီးမဆပယ်ရဲ့ဟောဒီလူဟာလူအဆင်မဟုတ်ဘူး ညနေတိုင်းနေဝင်ယိုရီရောက်တဲ့အခါကျမကိုနာလာပြီးဒုက္ခပေးတဲ့ဘလူးပဲအင်တော်သားတွေခေါ်ပြီးမောင်းထုတ်ပါလို့ခိုင်းတဲ့အဲ့ဒီတော့အင်တော်သားတွေလည်းတုတ်ဆွဲထားဆွဲနဲ့ဝိုင်းဟာစီဟာလို့អော်ပြီးလိုက်တာပေါ့ဘလူးလည်းနာနာဘာဝတန်ကိုးနဲ့ကိုယောင်ဖြောက်ပြီးအင်တော်ဝင်းလေးကခတ်တီးပါလေရောတဲ့တချိုင်းကြံရောက်တော့ဘလူးကတွေးတဲ့အင်းမင်းသမီးကိုခိုးယူဖို့ကြံစီနေရဟာငါတယောက်သေးမဟုတ်ပဲကိုနေဝီယိုကြီးဆိုတဲ့အကောင်ကလည်းညနေတိုင်းလာနေတယ်ဆိုပဲ လူကောင်မျိုးပါလေနာနီးအောင်ဆောင်ပြီးအင်တော်မြင်းဆောင်တွေကချောင်းကြည့်ရင်ကောင်းမိမယ်လို့တွေးတဲ့တွေးတဲ့အတိုင်းပဲဘီလူးဟာမြင်းအောင်ဆောင်ပြီးအင်တော်မြင်းဆောင်ထဲမှာမြင်းတွေနဲ့ရောပြီးနေရာပေါ့လေညရောက်လို့မှောင်ကြလာတယ်ဆိုရင်ပဲမြင်းတစ်ခုတယောက်မြင်းဆောင်ထဲဝင်လာတဲ့ကင်းသမားတွေအလစ်မှာမြင်းခိုးမလို့လာတာပေါ့လေမြင်းတစ်ခုဟာမှောင်ထဲမှာဝူတိုဝါသားမြင်ရတဲ့မြင်းတွေကိုလိုက်ဆန်းတဲ့ဘဲမြင်းဟာချောတလေဘဲမြင်းဟာကောင်းတလေလို့လိုက်ပြီးရွေးတာပေါ့လေ ဘလူးရောင်ဆောင်နေတဲ့ညင်းကိုတွေ့တော့အကောင်းဆုံးပဲဆိုပြီးတခိုးကဇက်ရွနာပေါ့ဇက်ရွနေဆိုတာညင်းကိုဇက်ကျိုးတွေတက်တာပေါ့လေဇက်လဲခုန်ပြီးရောတခိုးဟာညင်းပေါ်ခုန်တက်ပြီးညင်းဆောင်တွေကထွက်သွားကြတဲ့အဲ့ဒီခါညင်းရောင်ဆောင်နေတဲ့ဘလူးကစဉ်းစားကြတဲ့အီအီကန်နာအခုငါကျောပေါ်မှာရှိတဲ့လူဟာနေဝင်ယူရီဆိုတဲ့အကောင်ဖြစ်မှာပဲအတော်အစွန်းတက်တိရှိပုံရတယ်ဆိုပြီးဒုံဆိုင်ကြည့်တာပဲတဲ့ညင်းပေါ်ကတခိုးလဲညင်းကပြေးလွန်းတော့ လင်းကြမှာဆိုးလို့ဆက်ကျိုးကိုအတင်းဆွဲတဲ့နင်းကလည်းဆက်ကျိုးကိုဆွဲလီပြေးလီပဲတဲ့ဒီတော့တခိုးကတွေးတဲ့အီအီတနာငါးစီးတဲ့နင်းဟာနင်းစစ်တော့မဟုတ်ဘူးဘီလူဖြစ်မှာပဲနင်းဆိုရင်အခုလောက်ဆက်ကိုဆွဲတာရက်မှာပေါ့ဘီလူလက်ကလွတ်အောင်ဘလို့ကြံရပါမလဲလို့တော့အီဘီဟိုကြည့်တီကြည့်နဲ့လိုက်သွားတဲ့ဘလူကလည်းလူကိုကြောက်လူကလည်းဘလူကိုကြောက်အတန်ကလေးပြေးမိတော့ ညောင်မင်းကြီးတပင်အောက်ရောက်သွားတဲ့အဲ့ဒီအခါတခိုးကညောင်ပိုင်းကိုတွဲလဲခိုလိုက်လို့ညင်းပေါ်ကလွတ်ပြီးချိန်ရိတ်ခဲတဲ့ဒီတော့မှတခိုးလည်းဟီးဆိုပြီးတက်ချင်းကြီးချလိုက်တဲ့ဘလူးလည်းအကြံကလေးကြည့်မိတော့မှညောင်ပင်ကိုလှဲ့ကြည့်ပြီးဟီးလို့တက်ချင်းချလိုက်တဲ့တက်ချင်းနှစ်ခုလည်းတောထဲမှာဟင်းသွားရောသူတို့နှစ်ဦးလည်းလိုရကိုထွက်ခွာသွားကြပါလေရောတဲ့